ါကတော့ခိုက်တယ်မခိုက်လောက်ခိုက်ပါမိုင်းမှာချိန်မိုင်းဝေးလာဖို့လဲကြောက်တာပေါ့နော်ကျွန်တော်ရှောက်တဲ့ချိန်မှာရတာပြတ်လိုက်ရင်ဘယ်လိုလုပ်မလဲပေါ့မပြတ်ဘူးပြတ်ဘူးတဲ့တဏှာကြီးဒီချိန်ရတယ်ကျွန်တော်အခုရှောက်တဲ့လမ်းကဒီရထားလမ်းကြီးပေါ်ကရှောက်မှာပြတ်လားဒီကျွန်တော်ဖောက်ခဲ့တဲ့ရထားလမ်းကြီးပေါ်ကနေကျွန်တော်ဟိုတယ်ကိုပြန်ရှောက်ရမှာပေါ့နော်အခုကျွန်တော်တို့ရောက်ရှိနေရတော့ဒီသေမင်းတမန်ရထားလမ်းရဲ့တကယ်ကိုမှလူတွေအများအပြားတိတ်ဆုံးနေ တကယ်အနေအရန်များရဲ့ဖောက်တဲ့နေအောင်ရောက်နေတာပေါ့နော်ဒါတော့ကျွန်တော်ဒီကွေးမြစ်ချောင်းတန်းတောက်လျှောက်မှာတစ်ဖက်ကတောင်းတောင်းဗျာတစ်ဖက်ကမြစ်အပေါ်မှာဖောက်ထားတဲ့ရထားလမ်းပေါ့နော်ဒါဆိုကျွန်တော်တို့တင်မင်းတမန်ရထားလမ်းကြီးပေါ်မှာရှောက်ပြီးတော့ကျွန်တော်ဟိုဘက်အဆုံးခိဒိုးလိုက်ပါမယ်ဗျာလမ်းချင်းနေပေါ့နော်ကျွန်တော်ဒီဘက်ကိုရှောက်နေရပါ ုကျွန်တော်ရဲ့ဒီဘေးမှာဆိုရင်ဒီသိမင်းတမန်ယထာလိုင်းပုံမှာဒါယထာတွဲသွားနေရပါဘောနော်ဒီလိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဗျာဒီဂျပန်တွေကသူတို့ရဲ့ဒီစည်ရေးလိုအပ်ချက်အရာပေါ့နော်ကျွန်တော်ညမာနိုင်ငံအနေနဲ့သင်ထိုင်းနဲ့ချိတ်ဆက်ဖို့ယထာလိုင်းလိုလာရပေါ့ဗျာအဲ့မှာဒီလိုင်းကိုဖောက်ဖြစ်တာပေါ့နော်အဲ့တော့ဒီလိုင်းကကျွန်တော်အားလုံးပေါင်း258မိုင်ရှိပါတယ် ဟိုဒီ line ဖောက်တဲ့ဆင်မှာကျွန်တော်ညီမချွေးတက်သားတွေရယ်ပြီးတော့ကျွန်တော်ဒီဂျပန်စစ်တုံမန်းတွေပေါ့နော်အများအပြားကျွန်တော်အလုတ်ပင်မန်းတဲ့တန်းအစာရည်စာရှားပါမှုတန်းစေဝါရှားပါမှုတန်းတွေကြောင့်လူပေါင်း3000ကျော်လောက်အသက်ပေးပြီးတော့ဇတိခဲ့ရတာပါ